အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရေစိပကြီးကိုလေးလာလိုက်စားနေကြတဲ့ဝါသနာရှင်တွေအတွက်ဆရာကြီးဥက္ကမောင်ဆန်းကပကြီးကတ်ချက်ကို drawing ကနေစလို့လက်မှတ်ထိုးပြီးတည်တည်ဘလို့ရေးသွားသလဲဆိုတာကို ကြည့်ရှုရင်ပညာယူနိုင်မှုအတွက်ကျင်းဆက်ပေးပါစေပကြီးရေးတဲ့အခါဘယ်နေရာမှာဘလို့လေးဘာကြောင့်ဘလို့လောက်တယ်ဆိုတာမျိုးလေးကိုရေးရင်ပြောပြသွားတာမဟုတ်ကြည့်ရှုသူတွေအတွက်တော့တကယ်ကိုတန်ဖိုးရှိမှာပါခင်ဗျာ အဓိကကတော့ဒီဗီဒီယိုထဲမှာ watercolor ရေးလိနဲ့ပတ်သက်ပြီးမှတ်သားစရာတွေတည်တံ့တိကျတာလေးတွေကို ရေးရင်းတင်ကြားပေးသွားတယ်လို့ဆိုရမှာပါခင်ဗျာပကြီးကရေးပြသွားတဲ့နေရာကတော့ရန်ကုန် gallery ရဲ့နောက်ဖက်ချမ်းမှရှိတဲ့မြင်ရတဲ့အိမ်ကိုပဲရေးပြသွားတာပါမင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ရဲ့ artist artistry ကနေပကြီးဆရာကြီးများရဲ့ လက်တွေ့ရေးဆွဲပြသခြင်းတွေကို တင်ဆက်ပေးလျက်ရှိနေပါတယ်လက်တွေ့ရေးဆွဲပြသမှုတွေကိုအမြဲကြည့်ရှုနိုင်ဖို့အတွက် ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဒီမြင်ကွင်းကိုရေးမယ်ဆိုရင်ပေါ့မြင်ကွင်းကပထမဦးဆုံးကတော့ ီမြင်မကွင်းကိုရေးဖို့အတွက် eye level လို့ခေါ်တယ်မျက်စိအမြင်မြင်တန်းအရင်ရှားလိုက်မျက်စိအမြင်မြင်တာအမြင်ရပြီးတော့ဒီမြင်ရတဲ့မြင်ကွင်းလေးဘလောက်ထိသူ့ကို display ပိုင်းပြီးတော့ position space ဒီအခက်လက်ထဲမှာဘယ်လိုနေရာပေးမလဲဆိုတော့အဲ့ဒီပကြီးဆရာအဲ့လိုစဉ်းစားမလိုအပ်တဲ့အပိုင်းတွေကိုခြံထားခဲ့ပြီးတော့လိုအပ်တဲ့အပိုင်းလေးတွေကိုပဲဆရာတို့ကရေးမယ်ဒီကကြတော့အခုဒီမှာမြင်နေရတဲ့မြင်ကွင်းတွေက မလိုအပ်တဲ့အပင်တွေမလိုအပ်တဲ့အကိုင်းတွေ မလိုအပ်တဲ့ space ကိုဆရာတို့ကမထည့်ဘဲနဲ့ရေးရတာဖြစ်တယ်။အဲ့လိုမထည့်ဘဲနဲ့ရေးရတဲ့အခါမှာမြင်နေရတဲ့မြင်ကွင်းတွေကနေပြီးဘယ်ဟာကိုဖျောက်ပစ်မလဲဘယ်ဟာကအဓိကမကြောက်ဘူးလဲဆိုတဲ့ဟာကိုပကြီးဆရာလုပ်တဲ့လူကစဉ်းစားမယ်။အဲ့ပကြီးဆရာလုပ်တဲ့လူကဒါကိုစဉ်းစားပြီးတော့ပထမဦးဆုံး outline မှာတေးကြပြီးဆိုတော့ water color ရေးတဲ့လူကအရေးကြီးတာက perfect drawing လို့ခေါ်တယ် drawing ကို perfect ဖြစ်ဖို့လိုအပ်တယ် drawing မကောင်းလို့ရှိရင်ဆေးဖြည့်တာဘလောက်ကောင်းကောင်းအဲ့ဒီပကြီးကမကောင်းတော့ရည်စည်းသမားကလိုအပ်တယ်အစီစည်းတို့ဘာလို့ကြတော့အဲ့လိုမျိုးမဟုတ်ဘူးတခါတည်းပြင်သွားလို့ရတယ်ကောက်ရင်းနဲ့ပြင်သွားလို့ရတယ်ရေးရင်းနဲ့ပြင်သွားလို့ရတယ်ရေးရင်းနဲ့တတ်ထည့်လို့ရတယ်အဲ့တော့ကိုရေးတဲ့ subject ကိုစဉ်းစားပြီးရေးရတဲ့အခါမှာကိုရေးရတဲ့ subject ကဘေဟာကဒီ space ကြီးများတယ်လေအဲ့ဒီ space ကြီးများတဲ့ဟာတွေတုံးနေကိုဆရာတို့ကတခါတည်း outline ကောက်စင်လုံးကတွေ့တယ် ဒီနေရာမှာခေါင်မိုးလေးအဖြူလေးဖြစ်တယ်ဆိုဒီခေါင်မိုးလေးကိုအဖြူသားချန်ပြီးရေးမယ်ဒီခေါင်မိုးလေးကိုအဖြူသားချန်ရေးပြီးဒီနောက်ကရှိနေတဲ့အပင်တွေကအကုန်လုံးအယောင်တွေတုံးတွေတူတာဖြစ်တဲ့အတွက်တုံးတူတဲ့ဟာအယောင်တရားသုတ်ပြီးဆရာတို့ကရေးမယ်ကိုရေးမဲ့ space နဲ့အညီဒီဆေးကိုဖြော်တတ်ဖို့လည်းလိုအပ်တယ်။ဘာလို့ဆေးတွေအများကြီးဖြော်ထားပြီးဒီ space တွေထဲမှာပိုးနေရင်လည်းဒီဆေးက waste ဖြစ်တယ်။အဲ့တော့ဆရာတို့ကမကြီးမရေးခင်တည်းကက ဒီဆေးဟာဖြင့်ဘလောက်အတိုင်းတာဆိုဒီထဲမှာလောက်မယ်လို့သူ့ကိုသိဖို့လိုအပ်လွယ်လွယ်ကူကူနဲ့ဆေးမကုန်မပြည့်ပဲနဲ့ဆရာတို့ရေးကျင်တာကိုရေးလို့ရတဲ့အနေထားဖြစ်တယ်အဲ့တော့အခုကောင်းငင်ကိုဆရာရေးပြီးသွားပြီဟိုထဲမှာမြင်နေရတဲ့ကောင်းငင်အပေါက်လေးတွေဆရာရေးပြီးသွားပြီနောက်တစ်ပါးရေးသေးလေဆိုမြင်နေရတဲ့ထဲကအပင်တွေကိုရေးမယ်တပင်နဲ့တပင်ထပ်ပြီးတော့စိမ့်နေတာဖြစ်တဲ့အတွက်အစိမ့်ရောင်ချင်းအတူတူတောင်မှဒီနောက်ကမြင်နေရတဲ့အစိမ့်ရောင်ဟာ လင်းနေတဲ့အစိမ်းဖြစ်တဲ့အတွက်လင်းနေတဲ့အစိမ်းရောင်ကိုရေးမယ်မလိုအပ်တဲ့နေရာကိုဆေးရောက်မသွားအောင်ကတော့စုတ်တန်တဲ့ဆေးနဲ့ရဲ့နိုင်နေမှုအပေါ်မှာမူတည်ပြီးတော့ဆရာတို့ကရအောင်ရေးမယ်ပကြီးရေးလိုက်တဲ့ဆေးတွေဟာခဏတော့ကပြောတယ်မလိုအပ်တဲ့နေရာမှာဝင်သွားပြီဆိုရင်အဲ့ဒီပကြီးကားကလည်းပျက်စီးသွားတာပဲအဲ့လိုပျက်စီးမသွားအောင်ကကောက်ထားတဲ့အောက်လိုင်းရဲ့အဲ့ဒီအောက်လိုင်းနဲ့အမြည်ဒီပေါ်မှာရေးလိုက်တဲ့ဆေးဟာ ကိုဖြော်ထားတဲ့ဈေးပမာဏနဲ့ကွက်တိအန်ကြဖြစ်အောင်ဖြော်နိုင်လေပူကောင်းလေပဲဖြစ်တယ်အဲ့လိုကွက်တိဖြစ်အောင်ဖြော်မထားဘူးဆိုရင်ရေးလိုက်ပြီးဆိုတာနဲ့ဒပြိုင်နဲ့တည်းမတူညီတဲ့တုံးမတူညီတဲ့အကြောင်းကြီးစက်မိပြီးသားဖြစ်သွားမှာစိုးတဲ့အတွက်တခါတဲ့ဒီပေါ်မှာလောင်းကအောင်ဆက်ပြီးတော့ရေးဆွဲရတာဖြစ်တယ်။အဲလိုရေးဆွဲရတဲ့အခါမှာဒီဘုတ်ပြားကစောင်းနေတာဖြစ်တဲ့အတွက်ဒီဘုတ်ပြားကိုရေစည်းရဲ့သဘောကမြင့်ရာကနှင်းရာကိုစီးကြလာတဲ့ဖြစ်တဲ့အတွက်ကိုအောက်ထိရောက်မသွားအောင် တခါတည်းဆေးကိုနှုတ်ပြီးတိမ့်တဲ့အလေးကျင့်လေးလဲဆရာတို့လုံမှဖြစ်တယ်။အဲ့ဒီလိုလေးရပြီဆိုရင်တော့ဒီမြင်ရတဲ့ပထမအဆင့်အနေနဲ့ဒါပြီးသွား။ဒုတိယအဆင့်အနေနဲ့ဆရာတို့ရေးတော့မယ်ဆိုရင်ဒီအောက်ကမှောင်းနေတဲ့တိုက်လေးရေးမယ်။အဲ့တိုက်လေးကမှောင်းနေတယ်။သူဒါမှအဖြူရောအဖြူရောမှောင်းနေတာဖြစ်တဲ့အတွက်အဲ့ဒီတိုက်လေးရဲ့အယောင်လေးကိုလည်းအမောင်လေးကတိုက်ရဲ့အယောင်လေးကိုလည်းဆရာတို့ရအောင်ဒီပေါ်မှာရေးမယ်။ အမောင်ရောင်ဖြစ်တဲ့ခရမ်းရောင်ကိုရေးပြီးတာနဲ့တပြိုင်နဲ့တည်းအဲ့ဒီအမောင်နေရေးတဲ့အခါမှာပထမအမောင်ရောင်ကိုအရင်ရေးပြီးတော့ဒုတိယရေးတဲ့အခါမှာသူ့ရဲ့ local tone လို့ခေါ်တဲ့ငကူရောင်ကိုအရေးရောင်မချောက်ခင်မှာဆရာတို့ကဒီမှာလာထပ်ပြီးရေးမယ်အဲ့လိုရေးလိုက်ခြင်းအပြင်ရှိနေတဲ့အရေးသေးကသူ့ရဲ့ဒုံလေးကိုရရှိလာမှာဖြစ်တယ် နောက်အမိုးရေးမယ်ဆရာတို့အမိုးရေးတဲ့အခါကျတော့ဒီဘက်အမိုးကအဖြူဖြစ်နေတဲ့အတွက်အားလုံးကိုဆရာတို့ကဖြူသားခြံရေးမယ်ဖြူသားခြံရေးမှဖြစ်တဲ့တွေအဲ့ဒီအဖြူတဲကိုတခြားအယောင်တွေမရောက်အောင်အရင်သတိထားပြီးရေးဖို့လိုအပ်တယ်အဲ့ဒီတခြားအယောင်တွေရောက်သွားပြီးဆိုတာနဲ့ဒပြိုင်နဲ့တည်းဒီကိုမလူလားအပ်တဲ့ခါတွေက မလူလားအပ်တဲ့နေရာတွေမှာဝင်ရောက်လာရင်ပကြီကပျက်စီးသွားတယ် အဲ့တော့လိုနောက်ကအဆောက်အဦလေးကဒီကြားထဲမှာရှိတယ်အဲ့ဒီအဆောက်အဦလေးရဲ့အမောင်လေးကိုရေးလိုက်တာနဲ့တပြိုင်နက်တည်းသူ့ရဲ့ destiny လို့ခေါ်တဲ့အကွာအဝေးပါတခါတည်းရပြီးသားဖြစ်သွား အမောင်လေးတွေရေးမယ်အမောင်လေးတွေရေးပြီးသူ့ကာရိုက်တာလေးတွေကိုဆရာတို့ရေးမယ်သူ့မိုးရဲ့ကာရိုက်တာတထက်ချင်းတထက်ချင်းရေးသွားမယ်အဲ့ဒီသူ့မိုးရဲ့အောက်ကနေပြီးတော့မောင်နဲ့အယောင်ပါပါလေးဒီပေါ်မှာကျသွားတာလေးဆရာတို့တစ်ခါထပ်ရေးမယ်ထပ်ရေးတဲ့အခါမှာခုနရေးခဲ့တဲ့အပေါ်ကအမောင်ရဲ့တုံးကို ဖြေချလိုက်ခြင်းအပြင်ဒီအောက်ကသူ့အရေးမောင်နေတဲ့ဟာလေးကိုလည်း ရရှိလာမှာဖြစ်တယ်သူရဲ့အမောင်လေးရေးထင်ပြီးတော့သူရဲ့အမောင်လေးရေးထင်တယ်သူအမောင်လေးရေးထင်ဒါဆိုရင်ဇာရုမကြီးကားကိုရေးရတဲ့ခါမှာတုံးနေကိုညှိဖို့ကြည့်မယ်ရေးရင်လည်းကြည့်မယ်မြင်ကွင်းကိုကြည့်မယ်မလိုအပ်တဲ့ဟာတွေဖယ်ထားပြစ်ပြီးရင်ဇာရုကဘာရေးမလဲဆိုတော့ဒါအိုးမမြင်နေရတဲ့ဗရင်ပေါ့အဲ့ဒီဗရင်ပေါ့လေးကိုတက်ရဲ့နံရံနဲ့ဗရင်ပေါ့ရဲ့အပေါက်နဲ့ကက်နေအောင် ဒီ brain box တွေကိုဆရာတို့ဒီမှာရေးချတာရေးချတဲ့အခါမှာဒီ brain box ကိုဖောက်နိုင်ဖို့ရေးကြည့်တယ်။ဟောဆိုအောက်ကဆေးခြောက်သွားတာနဲ့ဒီပိုင်းနဲ့ထဲနောက်တင်လိုက်တဲ့ဆေးက shut ဖြစ်ပြီးတော့အပေါ်ကတင်လိုက်တဲ့ဆေးကမာပြီးတော့အောက်ကဆေးနဲ့မယောဘဲနဲ့ပြတ်ထွက်သွားတဲ့သဘောတရားကိုရမယ်။အခုဟိုမှာမြင်ရတာကတသားလေးဖြစ်တယ်ဝေးသွားတဲ့အပင်တွေဝေးသွားတဲ့အကြောင်တွေကိုလေဒီမှာ ဝေးနေတဲ့တိစီတစ်ခုပါလာအောင်ဝါးဝါးလေးဖြစ်နေအောင်ဒီအောက်ကဆေးစုတော့မှာပဲဒီကောင်တွေကိုဆရာတို့ရေးချအောက်ကဆေးမစုဘဲနဲ့ခြောက်သွားပြီဆိုရင်ဝေးတဲ့အရာသာမရဘဲနဲ့အဲ့ဒီရှက်ဖြစ်လာတဲ့သဘောတရားတွေမရအောင်အနီးအဝေးကိုခွဲတဲ့အခါမှာရေးရှိတော့မှလုတ်တဲ့အလုတ်လုတ်ရမယ်ရေးမရှိတဲ့အချိန်မှာလုတ်တဲ့အလုတ်ကိုလုတ်ရမယ်ရေးရှိတော့မှလုတ်တဲ့အလုတ်ကိုရရင်သူက ရောတဲ့ effect ပြေတဲ့ effect တွေကိုရပြီးတော့ရေမရှိတဲ့အချိန်မှာလှုပ်လို့ရှိရင် shut ဖြစ်တယ်ဆိုရပြတ်သားတဲ့ effect တွေကိုရတယ်အဲ့တော့မြင်ကွင်းမှာရှိနေတဲ့ဟာကိုကြည့်တဲ့အခါမှာဘယ်ဟာကပြေတယ်လဲဘယ်ဟာက ရောတယ်လဲဘယ်ဟာကပြတ်သားတယ်လဲဆိုလေလို့အဲ့ဒါကိုရေးတဲ့လူကကြည့်တတ်ဖို့လိုအပ်တယ်ခြုံလေးတွေဝါးပင်လေးတွေရဲ့ဘာဖြစ်လဲအဖျားလေးတွေလင်းနေတယ်အဲ့ဒီလင်းနေတာလေးကိုခြံပြီးတော့မှဆရာတို့အောက်ကဝါးပင်ရဲ့ တုံးလေးတွေကိုဆရာတို့ဒီမှာလာရေးမယ်။ဝါပင်ရဲ့တုံးလေးကိုရေးတဲ့အခါမှာဝါပင်ကအပေါ်ချမ်းလေးတွေတင်ဘာဖြစ်လဲ။အဖျားလေးတွေမှာလင်းပြီးတော့အောက်ပိုင်းကိုမှောင်သွားတာဖြစ်တဲ့အတွက်ရင့်တဲ့တုံးတစ်ခုကိုဒီအောက်မှာဆရာတို့ရေးချပြီးပြီဆိုတဲ့အခါကျအောက်ကအခုမြင်နေရတဲ့ကားပက်ကင်လုပ်တဲ့အုတ်တိုင်းလေးကိုဆရာတို့ရေးမယ်။အဲ့ဒီအုတ်တိုင်းလေးကိုဒီမှာရေးချပြီးတာနဲ့တပိုင်းနဲ့တည်း ဘာလို့ဒီဖြူသားလေးခြံခဲ့တာလဲဆိုဒီဖြူသားလေးမခြံခဲ့ရင်အပေါ်ရေတွေအောက်ကိုစီးကြပြီအဲ့နှစ်ခုရောသွားမှဆိုတဲ့အတွက်အဲ့ဒီအဖြူသားလေးခြံနေခိုးမှလဲအုတ်ရဲ့မျက်နှာပြင်လေးကိုမြင်းနေရတယ်အဲ့ဒီမျက်နှာပြင်လေးကတကယ်တမ်းကျတော့လင်းတဲ့မျက်နှာပြင်လေးတစ်ခုဖြစ်တယ်လို့ဆရာတော်အဲ့လိုလေးသိထားဖို့လိုပါတယ်ပြီးရင်ဒီမြင်းပြင်မြင်းပြင်မှာလင်းနေတဲ့အရောင်လေးတွေကိုဆရာတော်ဒီမှာရေးချလိုက်ဒီပြင်မှာလင်းနေအဲ့လင်းနေတဲ့အရောင်လေးတွေကို ီမှာရေးလိုက်ခြင်းအပြင်လင်းနေတဲ့နေရာကိုဖြူသားခြံထားခြင်းအပြင်လင်းနေဆိုတဲ့အရာသာလေးတစ်ခု taste လေးတစ်ခုဒီပေါ်မှာရဒီမှာရှိနေတဲ့ရှေ့ကပြတ်သားတဲ့ဟာရေးမယ်ဆိုပြတ်သားတဲ့ရှေ့မှာရောက်တယ်နီးရင်ထင်ရှားတယ်ဝေးရင်မှုံွားတယ်ဒီကြီးကတစ်ချက်မှာ ground 3မျိုးရှိ foreground လို့ခေါ်တဲ့ရှေ့ဆုံးက middle ground လို့ခေါ်တဲ့ခလေကဟာဆရာတို့ရေးနေတဲ့ဟာဒီ ိုးနောက်ကအပင်နေသည် background ဖြစ်တယ်အိမ်နေသည် middle ground ဖြစ်တယ်ရှေ့ကအပင်နေသည် foreground ဖြစ်တယ်လို့ကိုကဒီ ground သုံးမျိုးကိုပိုင်အောင်ကကြည့်တတ်ရမယ် foreground မှာလှုပ်တဲ့အလုပ် foreground မှာလှုပ်တဲ့အလုပ် middle ground မှာလှုပ်တဲ့အလုပ် background မှာလှုပ်တဲ့အလုပ်ကမတူစေရအောင်အလုပ်သွားတူတာနဲ့ဒရိုက်နဲ့တဲ ground မကွဲတော့ဘဲနဲ့ ground နေပါ အတူတူဖြစ်တဲ့သဘောတွေလာဖြစ်တယ်အဲ့တော့အပင်တွေရေးပြီဆိုလို့ရှိရင်လည်းအပင်တွေကကြည်ရင်သဘာဝတရားမှာကိုကအရင်ကတုတ်တယ်အဖျားကတွယ်တယ်ဆိုအဲ့ဒီအဖျားကတွယ်ပြီးအရင်တုတ်တယ်အပင်ကို ရေးတဲ့အခါမှာလေဒီစုတ်တန်တစ်ချက်တည်းနဲ့ဒီစုတ်တန်တစ်ချောင်းနဲ့စုတ်တန်လေ့ကျင့်ခန်းနေမှာလေ့ကျင့်ခဲ့တယ်လို့သေးရကနေကြီးရသို့သွားတဲ့လေ့ကျင့်ခန်းကြီးရကနေသေးရသို့သွားတဲ့လေ့ကျင့်ခန်းဟိုအဲ့ဒီ practice တွေလုံမှဖြစ် ခေါင်းဆင့်ရေးမှာပါရေးမှာဆိုရှေ့ကအပင်ရဲ့အရွက်တွေကိုရေးမှာရှေ့ကပင်ရဲ့အရွက်တွေကိုရေးတဲ့အခါမှာတီရွက်ချင်းရည်လို့မရဘူးတီရွက်ချင်းရေးနိုင်အောင်လည်းဆရာတော်အဲ့လိုအချိန်လိုပေးဘူးချုံမြင်တဲ့အမြင်နဲ့ရေးတဲ့အခါမှာဒီအရွက်တွေရဲ့ character တွေကိုရအောင်တီရွက်ချင်းရေးမယ်အဲ့ဒီ character ဟာအလင်းနဲ့အမောင်နဲ့ထိဆက်တဲ့နေရာမှာမြင်ရတယ်တစ်ခုနဲ့တစ်ခု တုံးမတူဘဲနဲ့ကွဲပြားသွားတဲ့နေရာမှာဒီအပင်ရဲ့ character ကိုရေးသွားနိုင်မှာဖြစ်တယ်ဒီမှာရှိနေတဲ့အပင်ကိုရေးတဲ့ခါကျလို့ရှိရင်နောက်ကအပင်ဟာရွက်သေးပြီးစိတ်တယ်ပြီးတော့ဘာဖြစ်လဲမြင်နေရတဲ့အတိုင်းပဲဒီမှာစင်းစင်းလေးတွေနဲ့တွဲလောင်းကျနေတဲ့သဘောလေးတွေရှိတယ်အဲ့ဒါလေးကိုဆရာတို့ဒီပေါ်မှာရအောင် ရေးယူအဲ့လိုရအောင်ရေးယူလိုက်တာနဲ့ဒီပိုင်းနဲ့တဲ့ရှေ့အလယ်နောက်ဆိုတဲ့ဒီပင်နေမှာရှိနေတဲ့သူ့ character တွေဟာဆရာတို့ ရေးထားပြီးသားဖြစ်သွားပြီးလို့ရေးလိုက်ခြင်းအပြင်ကိုမြင်နေရတဲ့မြင်ကွင်းတွေကတစ်ပင်တွေရဲ့ဇယိုက်လက္ခဏာတွေကိုတခါတည်းဒီပေါ်မှာရပြီးသားဖြစ်မယ်အဲ့ပြီးရင်ဘာလုပ်မလဲဆိုတော့ဆရာတို့ကဒီအရာနောက်ထပ်သူ့တဲ့ရင့်နဲ့တုံးလေးမတင်ခင်မှာဒီပကြီးကတစ်ချက်ကိုရှေ့ရောခလေရောနောက်ရောတပြိုင်တည်းထဲရေးတာဖြစ်တဲ့အတွက်ရှေ့ကအလုတ်လုတ်ပြီးတဲ့အချိန်မှာနောက်ကဟာ၆ပြီးနောက်ကဟာပြီးတဲ့အချိန်မှာရှေ့ကဟာ၆ပြီးအဲ့တော့ဒီဟာကိုဆရာတို့က တလှည့်စီလှည့်ပြီးတော့အဲ့လိုအလုလုသွားဖို့လိုအပ်တယ်ဒါကိုလည်းသူ့ခြောက်သွားတဲ့အချိန်သူ့မှာတိုင်ပင်ရှိတယ်မခြောက်ဘဲနဲ့သွားလို့ရင်ခုနကတော့ပြောသလိုရောသွားတဲ့ effect တွေရမှာဖြစ်တဲ့အတွက်ဒါခြောက်တဲ့အချိန်ကိုဆရာတို့စောင့်ကိုစောင့်ရမယ်အဲ့ဒါကိုဘာခေါ်လဲဆိုရေချိန်ဆေးချိန်လို့ခေါ်တယ်ရေချိန်ဆေးချိန်အမှန်မှာဖြစ်သွားတဲ့ effect ကိုရေးတဲ့ artist ကအဲ့ဒါကိုသိနေဖို့လိုအပ်တယ်အဲ့ကြမှာကိုရေးတဲ့ပကြီကားကိုကိုရေးတဲ့အခါမှာ ရေချိန်နည်းသလားရေချိန်များသလားရေချိန်အနေတော်ဖြစ်သလားလို့ဒီပေါ်မှာကိုကဆုံးဖြတ်နိုင်မှာတို့ကြည့်လိုက်တာနဲ့ဒီမှာလဲထွေးထွေးဤဤလေးငြိမ်နေတယ်ဆိုရင်တော့ soft ဖြစ်တဲ့ effect ကိုရတယ်လို့ဒီပေါ်မှာပြောလို့ရ watercolor ကြီးတယ်ဆိုတော့ watercolor lines and love is a transparency beauty ဆိုပြီးသူ့အဲ့လိုပြောတယ်အဲ့တော့ watercolor ကတစ်ချက်ရဲ့အလှတရားဟာ transparency beauty ဖြစ်ခြင်းဟာ သူ့အလှတရားခဏခဏထက်ပါများလို့ရှိရင် तू ကညစ်ပတ်တယ်ဆရာတို့ဝတ်တကယ်လာကအများဆုံးအထက်ခံရင်သုံးတက်ပဲထက်ခံတယ်အဲ့ဒါကိုကိုက၄တက်၅တက်၆တက်သွားထက်တာနဲ့တွေ့ရင်လေ तू ကဘာဖြစ်လဲအိုပိတ်ဖြစ်သွားအိုပိတ်ဖြစ်သွားပြီဆိုဒီဝတ်တကယ်လာကကာကောင်းတစ်ချက်မဟုတ်တော့အဲ့တော့အဲ့လိုရအောင်ကခုနဆရာပြောတဲ့ practice တွေကိုရအောင် လုပ်ထားခြင်းအဖြစ်ပါပီကြည်လင်နေတဲ့အရာသာရှိတဲ့ဗီဇီကာတစ်ချက်ရမယ် ီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာမိတ်ဆွေအတွက်ဘ ഹു တုတတခုရခဲ့မယ်ဆိုရင် like လေးပြုလုပ်ပေးပြီးတခြားလူတွေကြည့်ရှုလို့ရအောင်လဲ share လေးပြုလုပ်ပေးခဲ့ပါခင်ဗျာ channel ကို subscribe လုပ်ရသေးရင်လည်း subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ see you